ဈေးပီးကန်းသွားစရာမလိုတဲ့တရုတ်လူမျိုးများဒီနေ့တော့ချောင်းဆိုးတာအဆုပ်ချွေးထတာနဲ့လေးမျိုးရောင်ရမ်းတာတွေကိုအမြင့်ပြတ်တက်တာပြောက်ကင်းစီမဲ့အဖြစ်ကိုပြောပြပေးသွားမှာပါတရုတ်လူမျိုးတွေဆရာဝင်းစီကိုဘာကြောင့်ခဏခဏမှသွားရလဲဆိုတော့သူတို့မှမယုံနိုင်စရာကောင်းတဲ့သဘာဝကူထုံတစ်ခုရှိနေလို့ပါပဲဟုတ်ပါတယ်သူတို့ကတေချဘိုးခောက်ကျက်တုံဒီကျက်တုံမြူလိမ္မော်ဒီဂျင်းတန်မြာဒီစားရီကိုရေနွေးနဲ့ကြိုးချက်ပြီးတော့တောက်သုံးကြပါလေ ဒီအရာတွေကိုစုပေါင်းပြီးတော့တနည်းကိုနှစ်ကြိမ်တိတိတောက်တုံးလိုက်တာကသူတို့တို့ရဲ့စီးဝါတစ်မျိုးလိုပဲအစွမ်းထက်စေပါလိမ့်။ပထမဆုံးအနေနဲ့ဒီရေကတင်းရအစုပ်ထဲမှာရှိတဲ့အစုပ်အချွဲတွေကိုတိတိတသာရှင်းလင်းပေးနိုင်ပါလိမ့်။အသက်ရှူရတာပုံမလွယ်ကူလာစေမှာပါ။နောက်ပြီးတော့တက်ရှူလမ်းကြောင်းထဲမှာဖြစ်တတ်တဲ့ရောင်ရမ်းမှုတွေကိုလည်းရောပါတက်တာစေတဲ့စွမ်းအားရှိပါလိမ့်။အထူးသဖြင့်ချောင်းဆိုးခြင်းနဲ့လေပြူရောင်ရမ်းခြင်းစားရပြဿနာတွေကိုထိရောက်စွာဖေရှားပေးနိုင်ပါလိမ့်။ ဒါဟာရိုးရှင်းတဲ့မိဖို့ကြောင့်ပစ္စည်းတွေနဲ့သင်ရဲ့ကိုယ်ခန္ဓာကိုယ်ကိုဘလောက်ထိကူညီပေးနိုင်တယ်လဲဆိုရဲတာရကတစ်ခုပဲဖြစ်ပါတယ်။ဒါပေမဲ့သတိပေးချင်တာကတော့ဒါဟာရိုးရကူတော်တစ်ခုဖြစ်ပြီးတော့ပြင်းထန်တဲ့ကျန်းမာရေးပြဿနာတွေအတွက်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးဖို့ကိုတော့ဘယ်တော့မှမမေ့ပါနဲ့နော်။ဒါအောင်စမ်းတော့ကြည့်ပြီးတော့အစဉ်ပြေမပြေပြန်ပြောပေးဖို့လည်းမမေ့ပါနဲ့ဘူးဗျ။